အမိန်လာပါဆရာပြောကြမယ်တရင်စကားများအကြံပေးချက်များကိုအံကန်နဲ့နားစင်ကြရမှာပါအားလုံးပဲမင်္ဂလာပါအာကျွန်တော်ဒီနေ့ဆွေးနွေးချင်တဲ့အကြောင်းအရာကတော့ပါလဲဆိုတော့ပထမတစ်ချက်ကစီလုံးရမယ်ဒုတိယတစ်ချက်ကအာလက်နက်ကန်အဖွဲ့စည်းကောင်းဆောင်တွေကအေအေနဲ့ GNA ကကြောက်ဖြူနဲ့ ဒီဘတ်မော်မျိုးကိုရသွားပြီးရင်စက္ကဆနဲ့ပြန်ပြီးမှဆွေးနွေးလိမ့်မယ်ဆိုတဲ့အပေါ်မှာကျွန်တော်ဒီညအနေငယ်ဆွေးနွေးချင်တယ်။ NUG ဘက်ကပြောနေတာတွေရှိတယ်။တချို့လက်လက်ကဖွဲ့စည်းတွေခေါင်းဆောင်တွေကပြောနေတာရှိတယ်။အဲ့ဒါဘာလဲဆိုတော့ရခိုင်ပြည်ကကြော့ဖြူရသွားရင်ကချင်ပြည်ကဘတ်မော်ရသွားရင် KNA နဲ့ AA ကစက္ကဆနဲ့ပြန်ပြီးမှဆွေးနွေးမယ်ဆိုတဲ့ခေါင်းဆောင်နဲ့သူတို့ပြောထားတာတွေရှိတယ်။ဒီအပေါ်မှာကျွန်တော်ရဲ့အမြင်အနေနဲ့လေးတုတ်ပြန်ချင်တယ်သူတို့ဆိုတော့ ပထမကောင်းစဉ်ဖြစ်တယ်စီလုံးရမယ်ဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်တို့စားလိုက်ကြမယ်ဆိုတော့ကျွန်တော်ပုံပြင်တဖို့ပြောပြမယ်အဲ့ဒီပုံပြင်ကတော့ကျွန်တော်အကောင်းထဲမှာနိုင်ငံရေးနဲ့ပတ်သက်ပြီးမှအာတော်တော်လေးကိုကျွန်တော်တင်ခန်းမှာယူရတဲ့ပုံပြင်လေးတဖို့ပေါ့နော်ဆိုတော့အဲ့ဒီပုံပြင်လေးပြောပြမယ်ဟိုးရှိရှိတော့ကတိုင်းပြည်တစ်ခုရှိတယ်အဲ့ဒီတိုင်းပြည်မှာရွာသူရွာသားတွေလူဦးရေတန်း400လောက်နေထိုင်ကြတယ်အဲ့ဒီတိုင်းပြည်ကြီးကို မထင်မှန်ဖက်နဲ့တရဲတော့ဓမြတွေကဝင်တိုက်သွားတယ်အဲတိုင်းပြည်ရဲ့တိုင်းပြည်ရဲ့ဒေသတစ်ခုအိမ်တအိမ်ကိုဓမြတွေကဝင်တိုက်သွားတယ်ဓမြတွေကဝင်တိုက်သွားတဲ့အချိန်မှာအင်းနီးနာချင်းတွေကအိုးငါတို့အိမ်ပေါက်သွားတာမဟုတ်ဘူးငါတို့အိမ်ဓမြတက်ခံရတာမဟုတ်ဘူးဆိုပြီးတော့မှအဲ့ဒါဓမြတက်ခံရတဲ့အိမ်ကိုမကူညီကြဘူးဒီတိုင်းပဲလိုက်ပတ်ကြည့်ပြီးတော့မှဥပိဥပိခါပြုတ်လိုက်ကြတယ်အဲ့ဒါနဲ့မကြဘူးဓမြတွေက နောက်ထပ်တရွာကိုထပ်ပြီးမှလက်များတိုက်တယ်ပထမတစ်ခေါက်တော့သူတို့ကတအိမ်ပဲတိုက်တယ်ဒုတိယတစ်ခေါက်တော့အင်းချေတရာလောက်ရှိတဲ့ရွာကိုသူတို့တွေလက်များတိုက်လိုက်တယ်ကြံတဲ့အင်းအင်းနှချင်းရွာကလူတွေကအဲ့ဒါလက်များတက်ခံရတဲ့ရွာကို မကူညီဘူးဒီလုံနဲ့နှစ်ကြိမ်မြောက်လက်များတိုက်တာအောင်မြင်သွားတယ်တတိယအကြိမ်ကျတော့လက်များတွေကလက်များတိုက်ဖို့လာတာမဟုတ်ဘဲနဲ့အဲ့ဒါတိုင်းပြည်တစ်ခုလုံးကိုသူတို့တွေတင်ပလိုက်တယ်တင်ပြီးမှအဲ့ဒါတိုင်းပြည်ကို နေပေါင်း250လောက်သူတို့တွေအုပ်ချုပ်သွားတယ်အခုအဲ့တဲ့တိုင်းပြည်ကိုဘယ်လိုခေါ်တယ်လဲဆိုတော့အိန္ဒိယနိုင်ငံလို့ခေါ်တယ်ဒါကအဲ့တဲ့ဓမြတွေကိုအခုဘယ်လိုခေါ်လဲဆိုတော့ဗြိတိရှားတွေလို့ခေါ်တယ်အာ UK တွေပေါ့အဲ့တဲ့ပုံအဲ့တဲ့ပုံပြင်ဆိုတာကအမှန်တကယ်တော့ပုံပြင်မဟုတ်ဘူးတကယ်ဒီအိန္ဒိယနိုင်ငံကိုဒီဗြိတိရှားတွေကတင်ပတ်ခဲ့တဲ့ဟာတွေကိုဥပမာတူတူလေးနဲ့ပေးထားတာ ဟိန္ဒူစတန်လို့ခေါ်တဲ့အိန္ဒိယတို့ပါကစ္စတန်တို့နေနေကြတဲ့တိုင်းပြည်တကူကအဲ့ဒီချိန်တုန်းကလူဦးရေတန်400လောက်ရှိတယ်။ဗြိတိရှတွေကအာဗြိတိရှနဲ့အင်္ဂလန်နဲ့စကော့တလန်နဲ့ပတ်မှာလူဦးရေက12တန်လောက်ရှိသေးတယ်။ဒါပေမဲ့အဲ့ဒီဗြိတိရှတွေကအိန္ဒိအင်ကိုသွားပြီးမှနေမြတိုက်တဲ့အချိန်မှာအိန္ဒိယတွေဟိန္ဒူစတန်တွေကသူတို့အချင်းချင်းမကူညီကြဘူး။နောက်တော့အဲ့ဒီဓမြတွေဗြိတိရှတွေတဆင့်ကျော်ပြီးတော့မှအင်ချီ100လောက်ရှိတဲ့ဟိန္ဒူစတန်ရဲ့ရွာတွေရွာကိုသူတို့တင်လိုက်တယ် အဲ့တဲ့ချိန်ထိလည်းဘေးနားကရွာတွေကဓမြတက်ခံရတဲ့ရွာကိုတင်းပတ်ခံရတဲ့ရွာကိုဂူကြီးရကောင်းမှမသိကြဘူး။နောက်တော့လူဦးရေတန်း400လောက်နေထိုင်တဲ့ဟိန္ဒူစတန်ကြီးကိုဗြိတိရှလူဦးရေ17တန်းကအာသူတို့တင်ပလိုက်တယ်။အာဆိုတော့ဒါကဘာကြောင့်လဲသူတို့မစည်းလုံးလို့ဖြစ်တာ။ဆိုတော့ကျွန်တော်တို့အဲ့ဒါကြောင့်မလို့ဒီတော်လန်ကြီးမှာကျွန်တော်တို့စည်းလုံးရမယ်။ဟုတ်ပြီစည်းလုံးရမယ်ဆိုတဲ့နေရာမှာလူအလုံးကိုစုခိုင်းတော့မဟုတ်ဘူး။ စီးလုံးရမယ်ဆိုတော့အတွေ့အခေါ်ကနှမျိုးရှိတယ်ပထမတော့လူမှုကြီးအတွေ့အခေါ်လူမှုကြီးအရတော့အော်တော်လိုင်းသမားတွေအားလုံးစီးယုံရမယ်ဒါပေမဲ့တကိနိုင်ငံကြီးကစဉ်းစားရမယ်ဆိုလို့ရှိရင်2021ကနေ2025ထိဘာအောင်မြင်မှုမှမရတဲ့အဖွဲ့အစည်းတွေကိုတော်လိုင်းသမားလူမသတ်မှတ်ရတော့ဘူးတို့ကရိုးရိုးလေးနဲ့ကံကိုကြိုးစရာအဖွဲ့အစည်းတွေဖြစ်သွားပြီဆိုတော့စီးလုံးရမယ်ဆိုတဲ့စကားကနိုင်ငံကြီးရကြည့်မယ်ဆိုလို့ရှိရင် 2023ကနေ2025ထိတကယ်စိတ်တိုက်ခဲ့တဲ့လူတွေညနဲ့အဆင့်နဲ့တင်းပတ်ခဲ့တဲ့လူတွေစခန်းနဲ့တင်းပတ်ခဲ့တဲ့အဖွဲ့တင်းပတ်ခဲ့တဲ့အဖွဲ့စည်းတွေကိုစီလုံးခိုင်းစီလုံးခိုင်းရမယ်။ဒါကတော်လန်ရဲ့အတွေးခေါ်နိုင်ငံရဲ့အတွေးခေါ်ဖြစ်တယ်။စီလုံးရမယ်။ဟိုဘာမှလက်နဲ့ကြီးကြတော့ကင်ထားပြီးတော့မှပို့တင်ယူတကောင်တော့မဖမ်းနိုင်နဲ့။ဥပမာ EAP တို့ CNA CNA ဟုတို့ UNG တို့ကနဲ့ဂျန်တဲ့အဖွဲ့စည်းတွေနဲ့စီလုံးခိုင်းရင်အဲ့လိုတော်လန်ရဲ့တတိမမှန်တဲ့အဖွဲ့စည်းတွေနဲ့စီလုံးခိုင်းရင် အခုအောင်မြင်နေတဲ့အဖွဲ့အစည်းတွေ AA တို့ KNA တို့ DNA တွေ AA တို့အကုန်လုံးကြဆုံးသွားမယ်။အဲ့ဒီအဖွဲ့အစည်းတွေကြဆုံးပြီဆိုလို့ရှိရင်ဒီဒေါ်လာကြီးကရေစုံညှောသွားပြီ။မြန်မာပြည်မှာလက်နက်ကန်ဒေါ်လာကြီးတမိုင်းအရှိဆုံးက KNU ။ KNU အားလုံးတည်တယ်။ KNU တို့အင်းစိန်တို့ဘာလို့တွေတိမ့်ပတ်ခဲ့တဲ့အချိန်ကတော်တော်ကိုအင်အားကြီးခဲ့တယ်။အခုအချိန်ထိလည်းတဖွဲ့ချင်းစီဆိုလို့ရှိရင်တော့ဒီ စစ်ကြောင်းတကြောင်းချင်းစီဆိုလို့ရှိရင်တော့ KNU ကဘယ်လောက်ထိစိတ်တက်နိုင်လဲဘယ်လောက်ထိစစ်ပရိယကျော်ကျော်ဝတယ်လဲဆိုတော့ဥပမာအာဒီကော်ပိုရာစီကြောင်းတော့ပါလို့ဆိုလို့ရှိရင်အခုချင်းလေးမြင်ရတယ်ပဲလေဒါ KNU ရဲ့တကက် identity ပဲဒီကောင်တွေစစ်တိုက်ဘယ်လောက်ထိကျွမ်းတယ်လဲဆိုတာကျွန်တော်တို့မြင်ရတယ်ဒါပေမဲ့ KNU မားခဲ့တာကစစ်မတိုက်တဲ့အဖွဲ့အစည်း88ကကောင်နေနဲ့သွားပြီးမှပူပေါင်းခဲ့တယ်ပူပေါင်းခဲ့တော့သူတို့ရဲ့ဌာနချုပ်ကြီးမာနေဘလော့ကြဆောင်သွားတယ်မာနေဘလော့ကြဆောင်သွားတော့ KNU ကတက်ဥကျိုးသွားပြီတက်လန်သွားပြီ အဲ့ဒါကြောင့်မလို့ဒီ2021တော်လာရေးမှာ KNU ကကရင်ကထင်တယ်လို့အလုံးမဖြစ်တော့ဘူး။ဘာဖြစ်လို့လဲဆိုတော့သူအရင်နေ့အလလသူတို့တိဆောက်ခဲ့တဲ့မာနေပလော့စခန်းကြီးကကျသွားပြီ။မာနေပလော့စခန်းကျသွားတာကဒါကဒီစီရေးရပြောရမှာဆိုလို့ရှိရင် KNU ကတက်ဦးကျိုးသွားပြီ။တိုင်းသားလည်းလည်းကအဖွဲ့စီတစ်ဖွဲ့တက်ဦးကျိုးသွားပြီဆိုလို့ရှိရင်သူနလန်ပြန်ထူနိုင်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။ KNU ကဒီလိုမျိုးပဲဟိုလိုလိုဒီလိုနဲ့ပဲသွားတော့မှာ။ဘာဖြစ်လို့လဲဆိုတော့လူပေါင်းမှားခဲ့တယ်လေ။ဒီဟာကိုကျွန်တော်ပြောချင်တာ။စီလုံးရမယ်ဆိုတော့က တော်လန်ကြီးခံယူချက်တကယ်မှန်ကန်တဲ့လူတွေတော်လန်ကြီးအပေါ်မှာတကယ်သစ္စာရှိတဲ့လူတွေအဲ့အဖွဲ့အစည်းကြီးကစီးရုံးတာပြဿနာမရှိဘူးဟိုလိုလိုဒီလိုလိုဟုတ်လားကျွန်တော်ဆုံးနောက်ပြောဆို EAP တို့လိုမျိုးဟုတ်လားအဲစစ်ပင်မြို့ကကန်းချီကငါအတေကောင်းနေကောက်စားလိုက် CNA CNA တွေလိုမျိုးဟုတ်လားတောထဲမှာတောဝဲတွေပြစ်စားလိုက်မြစ်တွေချိုးလိုက်မော်ရီရှာလိုက်ဒီလိုမျိုးရက်တည်နေတဲ့အဖွဲ့အစည်းတွေဘယ်တော့မှဒီလက်နက်ကန်တော်လန်ရင်းနဲ့ဆက်ကဆက်ကိုထိထိရဲမတော်လန်ခဲ့တဲ့အဖွဲ့အစည်းတွေအဲ့လိုမျိုးအဖွဲ့အစည်းတွေနဲ့တော့ ပူပေါင်းမယ်ဆိုလို့ရှိရင်စီလုံးခိုင်းမယ်ဆိုလို့ရှိရင်ဟိုမရောက်ဒီမရောက်အကုန်လုံးဖြစ်သွားမှာအကုန်လုံးရှုံးမှာဒီတောင်လိုင်းကြီးကသူတို့ရဲ့အသွေးအသားထဲမှာဘာဖြစ်လို့လဲဆိုတော့သူတို့ကနိုင်ငံရေးအရာဖြေရှာရမယ်ဆိုတဲ့အတွေးအခေါ်အယူဆသူတို့ရဲ့ခေါင်းထဲမှာစက္ကဆရရဲ့ဒီကောင်တွေကိုတိုင်မိုရိုက်တယ်လို့ရိုက်ပေးလိုက်ပြီအဲ့ဒါကြောင့်မလို့အလုံးမဖြစ်တဲ့တော်လိုင်းရဲ့ဖွဲ့စည်းရင်လည်းစီယုံစီယုံစီယုံမယ်ဆိုလို့ရှိရင်ပေါင်းစည်းကြမယ်ဆိုလို့ရှိရင်ဒီတော်လိုင်းကကြာဆုံးမှာအဲ့ဒါကြောင့်မလို့2021ကနေ2025အထိ စခန်းတစ်ခုမှမသိမ်းနိုင်တဲ့ဖွဲ့စည်းတင်အဲ့လိုဖွဲ့စည်းတွေကိုခြံထားခဲ့ရမှာတကယ်ဒီ2021မှာကျွန်တော်တို့အားလုံးသိတယ်ဒီအဖွဲ့စည်းတွေကတကယ်တော်လှန်တယ်လေဘယ်အဖွဲ့စည်းတွေကစီရေးကိုစီရင်နေတူအောင်တကယ်တိုက်တယ်လဲဆိုတော့ကျွန်တော်တို့အားလုံးမြင်နေရတာပဲ AA ရှိတယ် KNA ရှိတယ် TNA ရှိတယ် NDA ရှိတယ်ဒါက EAO တွေပေါ့အခုနောက်မှပေါ်လာတဲ့ KNDF တို့ Mandalay PDF တို့အခုကျွန်တော်တို့ချင်းပြ CB တို့ ဲ့ဒီဖွဲ့စည်းပြီဆိုလို့ရှိရင်ဘလောက်အမြင်လဲကျွန်တော်တို့ CP တွေ CP တွေဆိုလို့ရှိရင်လူတရားတက်ပြီးမှမတတိမထားမိကြလို့ခရိုင်မျိုးတွေအဆင့်နေပညာကူကအများကြီးတိနေတယ်လေရင်ကွင်းပါတဲ့မျိုးတွေတိနေတယ်ဆိုတော့မြန်မာပြည်မှာလေရင်ကွင်းပါတဲ့မျိုးကိုတကယ်တိနေတာအေအေနဲ့ကျွန်တော်တို့ CP ပဲရှိသေးတယ်ဒီနှစ်ဖွဲ့ပဲရှိသေးတယ်လေရင်ကွင်းပါတဲ့မျိုးတွေအဆင့်ထိကိုတိနေတဲ့ဖွဲ့စည်းတွေကဆိုတော့ဒီလိုအောင်မြင်နေတဲ့ဖွဲ့စည်းတွေ TNA တို့ GNA တို့ AA တို့သူတို့နောက်မှာပါလာတဲ့သူတို့မွေးထားတဲ့ အာသူတို့တိဆောက်ပေးထားတဲ့ CB တို့ KNDF တို့ဟောလာမန္တလေး PDF တို့မောင်ဆောင်ခါတို့စသဖြင့်ဒီအဖွဲ့အစည်းတွေနဲ့တောင်မှစကားဆောက်ကိုတော်လန်လို့အေးအေးဆေးဆေးရတယ်အဓိကကတော့ဒီအဖွဲ့အစည်းတွေကိုကျွန်တော်တို့ပြည်သူတွေကဝိုင်းပြီးမှစီရင်ခိုင်းရမယ်အဲ့ဒါမှတော်လန်ရေးကကျွန်တော်တို့အရှိကိုရောက်မှာဒါမှမဟုတ်ရင်ဟိုးအရင်တော့လူတွေလည်းပါဟိုလူတွေလည်းပါ NC သမားတွေလည်းပါဆိုရင်ဒီတော်လန်ကြီးက KNU နေမှာနဲ့ဘလောက်ကြဆုံးခဲ့တယ်လို့မျိုးပဲကြဆုံးသွားမယ်ဒီတော်လန်ကြီးကဘာဖြစ်လို့လဲဆိုတော့ဒီအသက်ကြီးပန်းနေဦးဆောင်တဲ့တော်လန်ကြီးအဖွဲ့အစည်းတွေက တို့60နှစ်မှာဒေါ်လာကြီးကိုစားခဲ့ကြတယ်60 60နှစ်မှာမအောင်မြင်ဘူး80လေးပြန်ပြီးမှဖြစ်လာတယ်80လေးဒေါ်လာကြီး80နှစ်အာ80နှစ်80လေးဒေါ်လာကြီးဖြစ်တယ်မအောင်မြင်ဘူးနောက်ဆုံးတော့ဒီမြန်မာစစ်တပ်ကပဲနိုင်ယူသွားတယ်88မှာပြန်ပြီးမှဖြစ်တယ်88မှာလည်း88အရေးခင်းမှာလည်းမြန်မာစစ်တပ်ကပဲပြန်ပြီးမှနိုင်သွားတယ်အဲ့ဒါကြောင့်မလို့အသက်ကြီးပိုင်းတွေရဲ့အတွေ့အကြုံအယူဆထဲမှာနောက်ဆုံးတော့ဒီရွှေဘစကားစားပဲပြန်ပြီးမှနိုင်သွားမယ်ဆိုတဲ့ဟာက သူတို့အသွေးသားထဲမှာသူတို့အုံတော်ထဲမှာစကားစားတွေရိုက်သွင်းပေးလိုက်တယ်မြန်မာစစ်တပ်ကအဲ့ဒါကြောင့်မလို့ဒီကောင်တွေကဟိုးတော်တွေကဟိုးနိုင်ငံချားတာစကားစကားအမိဖြစ်အောင်မဘင်္ဂလားကရှော့အောင်နေကြတာဒီ NLD တွေနဲ့ဟို NCA စာချုပ်သမားတွေနဲ့အတူတူပဲဒီကောင်တွေကအတွေးခေါ်အယူဆကနှောင်းဆုံးတော့ဒီမြန်မာစစ်တပ်ကပဲအနိုင်ယူသွားမယ်ဆိုတဲ့အတွေးခေါ်ကသူတို့ကောင်းထဲမှာအပြစ်ရှိပြီးသားပဲဒီကောင်တွေကလူငယ်တွေကိုရှောင်မြောက်ပေးတဲ့အဆင့်ပဲရှိတယ်သူတို့ကမှဘာမှမဖြစ်ဘူးအဲ့ဒါကြောင့်မလို့ဒီလိုမျိုး တော်လန်ကြီးတတိမမှန်နဲ့ကုကျိုးရှာအဖွဲ့စည်းတွေနဲ့တကယ်တော်လန်ကြီးကိုတော်လန်ကြီးနဲ့တူအောင်လုပ်နေတဲ့အဖွဲ့စည်းတွေအသက်ပေါင်းများစွာပေးဆက်ထားတဲ့အဖွဲ့စည်းတွေဒီတော်လန်ကြီးမှအောင်မြင်အောင်မြင်နေတဲ့အဖွဲ့စည်းတွေကိုသွားပြီးမှမစီယုံခိုင်းနဲ့အဲ့ဒါခမရလို့သွားပြီးမှစီယုံခိုင်းတာကနိုင်ငံရေးနားမလဲတဲ့လူတွေတော်လန်ကြီးအကြောင်းဘာမှမသိတဲ့မူချိုကလေးအသေးသေးလေးအရွယ်ပဲရှိသေးတယ်ခမရတို့ဒီလိုမျိုးစဉ်းစားမယ်ဆိုလို့ရှိရင်မအောင်မြင်တဲ့အဖွဲ့စည်းတွေကတော်လန်ကြီးတတိမမှန်လို့မအောင်မြင်တာဒီဟာကိုကျွန်တော်တို့နားလည်ဖို့လိုတယ်အခုအောင်မြင်နေတဲ့ဖွဲ့စည်းတွေကသူတို့လည်းဂျိုးသောမဟုတ်ဘူး ပါဝါရင်းကြလည်းမဟုတ်ဘူးသူတို့ဘာကြောင့်အောင်မြင်တယ်လဲသူတို့ဒီတော်လန်ကြီးပုံမှာသူတို့ရဲ့ခံယူချက်ကမကန်နေလို့သူတို့ရဲ့လက်အောက်ကရဲပေါ်တွေရဲ့အသက်ကိုရင်းရဲလို့သူတို့အောင်မြင်တာဘာကြောင့်ရင်းရဲတာလဲသူတို့တော်လန်ကြီးပုံမှာထားတဲ့တစ္ဆာတရားကမကန်တယ်လေခံယူချက်ကမကန်တယ်လေဒီဟာတွေကြောင့်အောင်မြင်တာအဲ့ဒါကြောင့်မလို့ဆန်းဆန်းခန့်လိုက်တဲ့တခြင်းတပုတ်မှာရှိတယ်တင်းချတင်းခန်းစာချအတင်းတင်းချတင်းခန်းစာမှာတဲ့ bitch tin to my power chain ပေါင်းလို့ရတယ်တဲ့ဆိုတော့ တော်လန်ကြီးအခြေခံတွေ့ခေါ်ယူဆမတူတဲ့လူတွေနဲ့ကိုကျိုးရှာဖွဲ့စည်းနေတဲ့တော်ဝင်မှာပေါင်းစည်းရလို့မရဘူးပေါင်းစည်းရမယ်စီလုံးရမယ်ဆိုတာကကျွန်တော်တို့တော်လန်ကြီးသမားတွေအချင်းချင်းတော်လန်ကြီးပုံမှာတစ္ဆာရှိတဲ့အဖွဲ့စည်းတွေ TN နဲ့ A တို့ GN A တို့ AA တို့ပေါင်းစည်းကြမယ်သူတို့ပေါင်းစည်းပေါင်းစည်းသွားပြီဆိုလို့ရှိရင်သူတို့ရဲ့နောက်ကနေလိုက်လာတဲ့ဥပမာမန္တလေး PDF ဟိုဆိုလို့ရှိရင်ဒီ TN နဲ့ A TN နဲ့ A ရဲ့မအတကက် အာဒီမဟာမိတ်အဖွဲ့နောက်ပြီးလို့ရှိရင် CB ဆိုလို့ရှိရင်တကက် AA ရဲ့မဟာမိတ်အဖွဲ့အာ KNDF ဆိုလို့ရှိရင်အာသူတို့ဒီ TNLA တို့ AA တို့ရဲ့တကက်မဟာမိတ်အဖွဲ့ KNDF ကရတယ်နောက်ပြီးလို့ရှိရင်ဒီမောင်ဆောင်ခါတို့ဆိုလို့ရှိရင်လည်းအားလုံးသိတဲ့အတိုင်းပဲ AA တို့ဒီမြောက်ပိုင်းငင်တော်တောင်းဖွဲ့ရဲ့တကက်အဖွဲ့စီသူတို့တီထောင်ပေးလိုက်တဲ့အဖွဲ့စည်းပေါ့နော်ဆိုတော့ဒီအဖွဲ့စည်းတွေကိုပဲကျွန်တော်တို့ကစီယုံခိုင်းရမှာဘာမှမဟုတ်တဲ့ဘာတော်လိုင်းကြီးမှမလုပ်တဲ့တော်ထဲမှာတော်ဝဲပြစ်စားလိုက် ဟိုအန်ယူဂျီတို့လိုဦးဂျီမွန်တို့လိုလားထန်းနဲ့ဆက်လေးသွားလိုက်အညာကိုပြန်လာလက်ထန်းကြီးလေးမူးလိုက်ဒီလိုမျိုးကောင်းနေနေမရဘူးဒီတော်လန်ကြီးကတော်လန်ကြီးဆိုတာခမရတို့တကယ်လောက်ရတာစစ်တိုက်တယ်ဆိုတော့လွယ်တဲ့ကိစ္စမဟုတ်ဘူး2023စီကူစီကူတင်ချန်ကုန်းတို့ဘာလို့ညာတို့နောက်ဆုံးအထွေထွေထုတ်စီကြီးစမယ်ဘာလို့ပဲပြောပြောသူတို့စီရေးရဘာကြောင့်မလုပ်နိုင်냐လဲဒါကစီစစ်တိုက်တယ်ဆိုတော့မလွယ်ဘူးဆိုတော့ဒီမှာပဲတက်တည်အဲ့ဒါကတက်တည်ပဲကျွန်တော်တို့မကြခင်မှာကျွန်တော်တို့ထင်မှတ်မထားတဲ့စစ်ပွဲတွေလည်းကျွန်တော်တို့တိုက်ရနိုင်တယ် အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ခဏခဏပြောသလိုမျိုးစီးရီးယားပြည်တွင်းဆက်မှာတော်လိုင်းသမားတွေနဲ့အာဆက်အစိုးရနဲ့ခြားနေတဲ့အချိန်မှာဂျာထဲမှာအခွင့်အရေးယူဖို့အစ္စလာမစ်စတိတ်ကိုတီထောင်ဖို့မွတ်စလင်နဲ့နိုင်ငံတွေကအခွင့်အရေးဝင်ယူသွားတာရှိတယ်စီးရီးယားတော်လိုင်းချင်းမှာကျွန်တော်ခဏခဏပြောတယ်ဒီလိုမျိုးပဲမြန်မာပြည်ကလည်းအခုရိုဟင်ဂျာရဲ့အရေးဆိုတာကပေါ်သေးသေးမထင်နဲ့ခင်ဗျားတို့တော်လိုင်းရေးရင်လည်းဆက်ကဆရရဲ့ကြဆက်ကဆဖက်ကပါပြီးတော့မှတော်လိုင်းရေးတွေကို ဟိုတော်လန်ကြီးတွေကိုပြန်ပြီးမှတိုက်မယ်မဟာဗျူဟာတစ်ခုပဲရိုဟင်ဂျာအရေးဆိုတာကနောက်နေ့တိုင်းဒီရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးမှကျွန်တော်ဆွေးနွေးပြမယ်ခင်ဗျားတို့လုံးဝမတွေးဘူးလက်လုံးဝမမြင်ဘူးလက်ရှူတောင်းတစ်မျိုးကလည်းကျွန်တော်ဆွေးနွေးပြမယ်ရိုဟင်ဂျာရဲ့အရေးရိုဟင်ဂျာရဲ့အရေးကပေါက်သေးသေးမဟုတ်ဘူးခင်ဗျားတို့မထင်နဲ့ဘာဖြစ်လို့လဲဆိုတော့ရိုဟင်ဂျာရဲ့အရေးက NGO တွေနောက်ကွယ်ရနေဂျိုးကမှုရှိတယ်အန်တီအိုရီယန်နောက်ွယ်ရရနဲ့ဂျိုးကံမှုရှိတယ်ဆိုတာကလူမှုရေးပြဿနာတွေရိုဟင်ဂျာတွေပြန်လာရေးပြဿနာတခုတည်းမဟုတ်တော့ဘူးအခုရိုဟင်ဂျာတွေရဲ့ဖွဲ့စည်းမှု လက်နဲ့ခံအာစာတို့ပါတော့ဒီရှိလာမယ်ဒီဟာကစီးရီးယားပြည်တွင်းစစ်ကိုအာဒုတိယမြန်မာပြည်စီးရီးယားပြည်တွင်းစစ်ဖြစ်လာနေတဲ့အချက်လည်းပဲနောက်နေ့ကျရင်တော့ဆွေးနွေးပြရမယ်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ရောဟင်ကြတော့အခြေအနေတို့နားလေတဲ့ဟာကတိတိလေးပဲရှိသေးတယ်နောက်ခွဲမှာအများကြီးပဲဒီအနေပတ်သက်ပြီးတော့မှစီလုံးရမယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အာကောင်းဆိုင်ပေးစားတယ်လို့ပထမပိုင်းမှာဒီလောက်နဲ့ဆွေးနွေးခြင်းတယ်အဲ့ဒါကတော့ စီလုံးရမယ်ဆိုတော့ကျွန်တော်ပထမပိုင်းမှာပြောခဲ့တယ်လို့မျိုးပဲရောတရွာကိုဒငဝင်တိုက်တဲ့အချိန်မှာအဲဂျန်နဲ့ရောတရွာသားတွေမကူညီဘူးဆိုတဲ့ဟာမျိုးပေါ့နော်အခုရဟန်ပြည်မှာဆစ်ဖြစ်နေတယ်ဆိုလို့ရှိရင်မကွေးရစကိုင်းကကျွန်တော်တို့ချင်းနေသွားကူရမယ်ချင်းပြည်မှာဆစ်ဖြစ်နေတယ်ဆိုလို့ရှိရင်တို့ဘက်ကလာလိမ့်မယ်အချင်းချင်းကိုတိုက်နိုင်တဲ့ဖက်ကနေကူညီရမယ်အားပေးရမယ်ဘာမှမတို့တော်လိုင်းသမားတွေရောမထပ်ပတ်နိုင်ရင်တော့မှတို့ကိုအားပေးရမယ်ဆက်လုပ်ပါပူပေါင်းကြပါစသဖြင့်ပေါ့ဆစ်တိုက်နေတဲ့ဖွဲ့စည်းတွေကိုပြောတာ ဟိုယူနီဖောင်းဝတ်ပြီးတော့မတော်ထဲမှာဖက်ရှင်ရှိုးရှောက်နေတဲ့ဟိုဟိုဒေးဒီကိုပြောတာမဟုတ်ဘူးအဲတော်ထဲမှာဟုတ်လားယူနီဖောင်းလေးဝတ်ပြီးတော့မှဟိုဟိုဟုတ်လားတော်ထဲမှာတော်ထဲမှာမွေကပ်လို့တည်သွားရင်လည်းဟုတ်လားတိုင်းပြည်နဲ့လူမျိုးအတွက်လည်းမဆဲမဆဲရှင်ဘူးအဲ့ဒီကောင်တွေကတော့တပိုင်းထားလိုက်ဟုတ်ပြီဒုတိယအချက်အနေနဲ့ကြောက်ဖြူနဲ့ဗန်းမော်နဲ့ရသွားရင် KNA ကစကားဆန်းနဲ့ဆွေးနွေးမှာလားအဲ ကိုကျုံချန်လင်းလက်ကံဖက်စီတွေကတော့ကျွန်တော်ဆုံးတော့ပြောတယ်လို့စကားစားနဲ့တို့ပြန်ပြီးမှဆွေးနွေးမယ်ဆိုတဲ့အကြောင်းရပါတော့။ဆိုတော့နိုင်ငံရေးနားမလည်ဘူး။နိုင်ငံရေးနားမလည်ဘူးတို့ကလက်နက်ကံဖက်စီတွေအမေရိကန်လက်နက်ကံဖက်စီတွေခေါင်းဆောင်ကြီးတွေကနိုင်ငံရေးနားမလည်ဘူး။ NDD လက်နက်ငယ်ရေးနားလည်တဲ့ကောင်တကောင်းမှမရှိဘူးတဲ့ကောင်လေ။အောင်ဆန်းသူကြည့်တော့မနိုင်ငံရေးနားမလည်ဘူးထောင်ထဲခဏခဏဝင်နေရတာလေ။ဒါအရှင်းရှင်းလေးပဲ။ NUG ဆိုတာကဘာမှမဟုတ်ဘူးဒီကောင်တွေကဆော့ပေါ်အဆင့်အဲကောင်လေ။ NUG ကိုလူကြီးတွေကလည်းပြောနေတာရှိတယ်။ တော့ဖြူနဲ့ဗန်းမော်နဲ့ရသွားရင်ဆက်ကဆန်းနဲ့မြန်မြန်ဆွေးနွေးနိုင်တယ်ဆိုပြီးမှအဲ့တဲ့အချက်ကိုကျွန်တော်တို့အာအချက်လက်တိတိကျကျအရာကျွန်တော်တို့ဆွေးနွေးမယ်နော်တရုတ်ကမြန်မာပြည်မှာရင်းနှီးမြှုပ်နှံမှုတရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုဘယ်လောက်ရှိသလဲကျွန်တော်လေ့လာမိတော့လို့ဆိုလို့ရှိရင်တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုကမြန်မာမြန်မာပြည်မှာ24 billion ရှိမီလီယံမဟုတ်ဘူး billion နော်24 billion ရင်းနှီးမြှုပ်နှံမှုလောက်ထားတဲ့တရုတ်က အဲ့ဒီ24ဘီလီယံထဲမှာ7ဘီလီယံကရှမ်းမြောက်ဘက်မှာသူကဒီကုန်သွယ်ရေးတွေနဲ့ပတ်သက်ပြီးတော့မှကုန်သွယ်ရေးတွေနဲ့ပတ်သက်ပြီးတော့မှအဲ့ဒီ7ဘီလီယံကိုသူကရင်းနှီးမှုနဲ့မလုပ်ထားတယ်အဲ့ဒီ7ဘီလီယံထဲမှာအဲ24ဘီလီယံထဲမှာ7ဘီလီယံကရှမ်းမြောက်ဘက်မှာကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတော့မှတရုတ်ကရင်းနှီးမှုနဲ့မလုပ်ထားတယ်ဆိုတော့14ဘီလီယံကျန်တယ်အဲ့ဒီ14ဘီလီယံထဲမှာ2ဘီလီယံက စကိုင်းတိုင်းမှာရင်းနှီးမြှုပ်နှံမှုလုပ်ထားတယ်စကိုင်းတိုင်းမှာနော်ကြံတဲ့7ဘီလီယံကဘယ်မှာရင်းနှီးမြှုပ်နှံမှုလုပ်ထားတယ်လဲဆိုတော့ရခိုင်ပြည်မှာရင်းနှီးမြှုပ်နှံမှုလုပ်ထားတယ်ဆိုတော့ဒါကတရုတ်ရဲ့အာအတူစီပွားမြန်မာပြည်မှာသူရင်းနှီးမြှုပ်နှံမှုလုပ်ထားတဲ့ဟာဆိုတော့တရုတ်ကမြန်မာပြည်မှာအာလုံနာလေရမှာကစက္ကဆဝသူကထောက်ပံ့တယ်ဆိုတော့ကသူ့ရဲ့အကျိုးစီးပွားရေးအတွက်သူထောက်ပံ့ထားတယ်ဆိုတော့ရှမ်းမြောက်မှာတရုတ်က ဆဘီလီယံရင်းနှီးမြှုပ်နှံမှုလှုပ်ထားတဲ့ဟာကများသောအားဖြင့်80ရာခိုင်နှုန်းလောက်ကဒေါ်လာကြီးတွေရဲ့အင်အားစုတွေရဲ့လက်ထက်ကိုရောက်သွားပြီ24ဘီလီယံထဲမှာဆဘီလီယံကရှမ်းမြောက်ကလက်နက်ကန်ဖွဲ့စည်းတွေရဲ့လက်ထက်ကိုရောက်သွားပြီအဲ့ဒီထဲမှာကုံတွေရဲ့အပြန်လန်ခွဲယူကြတာတော့ဘာလို့အနေငယ်တော့စကားစားဖက်မှရှိလိမ့်မယ်ဆိုတော့ဒီဟာတွေကိုကျွန်တော်တို့နားလည်မှာတရုတ်ကဒီ main online ကိုဘယ်ချန်တီးဆက်ပြီးမှထပ်ပတ်မလဲဆိုတာကိုကျွန်တော်တို့အဖြေရှာလို့ရမှာဆိုတော့ ဆယ်ဘီလီယံကရှမ်းမြောက်ဒေါ်လာရဲ့အင်အားစုတွေလက်ထဲကိုရောက်သွားပြီအဲ့ဒါမှာအကျိုးမြတ်ခံစားခွင့်တော့စကားစားလည်းအနေငယ်ရရင်ရအောင်ပါပေါ့ဆိုတော့2ဘီလီယံကစကန်တိုင်းမှာကဒီတော့ဘရုံးစီမံဂျင်းနီစီမံကိန်းတို့ဘာလို့ညာတို့ဒေါ်လာအင်အားစုတွေကဘာမှမလုပ်နိုင်သေးဘူးဒါပေမဲ့ရခိုင်ပြည်မှာရှိတဲ့2ဘီလီယံရှိတဲ့ရင်းနှီးမြှုပ်နှံမှုအဓိကကတော့ကြော့ဖြူပေါ့အဲ့ဒါနေအောင် AA ကစာပြင်းမှာတိုက်နေတယ်ဆိုတော့တကယ်လို့ရှမ်းမြောက်ဘက်ကလည်းဒွန်လိုင်းရဲ့အင်အားစုတွေရဲ့လက်ထဲကိုရောက်သွားပြီ တကယ်လို့ job ဖြူမျိုးကိုရသွားပြီဆိုလို့ရှိရင်တရုတ်ရာဂျိုးစီပွားရေးကစကားစားနဲ့ဆက်ပြီးမှရွှေမျိုးစရာအကြောင်းမရှိတော့ဘူးတော်လိုင်းရဲ့အင်အားစုတွေနဲ့ပဲဆွေးနွေးရတာမှာရှမ်းမြောက်ဘက်ကအဖွဲ့အစည်းတွေနဲ့အေအေကမဟာမိတ်တွေဖြစ်တယ်နိုင်ငံရေးအရာလမ်းစဉ်တစ်ခုတည်းနဲ့တွားနေတဲ့အဖွဲ့အစည်းတွေဖြစ်တယ်ဆိုတော့ job ဖြူကိုရသွားရင်ဘန်းမော်ကိုရသွားရင် GNE တို့ AA တို့ကဘယ်သူနဲ့ဆွေးနွေးရမလဲစကားစားနဲ့ဆွေးနွေးစရာအကြောင်းမရှိတော့ဘူးကျွန်တော်တို့နားလည်ရမှာမြန်မာပြည်မှာမြန်မာပြည်မှာ ပါဝါအစီအစုံကတရုတ်မင်းအွန်လိုင်းမဟုတ်ဘူးမင်းအွန်လိုင်းကိုရံကိုကမြန်မာစစ်တပ်ကိုရံကိုကတရုတ်လက်အောက်ခံလိုမျိုးဖြစ်နေတာအဲ့ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ရှမ်းမြောက်ဘက်က10ဘီလီယံရှိတဲ့ရင်းနှီးမြှုပ်နှံမှုကရှမ်းမြောက်ဒေါ်လာရဲ့ညှဆုတွေလက်ထက်ကိုရောက်သွားပြီပြီးရင်အခုထွဲဘီလီယံရှိတဲ့တော့ဖြူရေနံစကန်ကိုအေးအေးရရသွားရင်မင်းအွန်လိုင်းနဲ့ဘာလို့ဆွေးနွေးမှာလဲမြန်မာစစ်တပ်နဲ့ဘာလို့ဆွေးနွေးမှာလဲဆွေးနွေးစရာအကြောင်းရှိတော့ဦးလေး အဲ့ဒါကိုကျွန်တော်တို့နိုင်ငံရေးနားမလည်ဘူးနောက်တစ်ခုအေအေရဲ့နောက်ခသမိုင်းကြောင်း DNA ရဲ့နောက်ခသမိုင်းကြောင်း GNA ရဲ့နောက်ခသမိုင်းကြောင်းကိုခင်ဗျားတို့မသိဘူးအဲ့ဒါကြောင့်ကျွန်တော်ခေါင်းကပြောတာခင်ဗျားမင်းတို့ဆာမဖတ်ဘူးတရင်တော့နားထောင်နေမင်းတို့ဘယ်တော့နိုင်ငံရေးနားမလည်နိုင်ဘူးစကားစားနဲ့မြန်မာစစ်တပ်နဲ့ DNA လေအေတို့အေအေတို့ GNA တို့ဆိုတာကမြန်မာပြည်မှာတွေးဆောင်ဆွေးနွေးပွဲအများဆုံးပဲတရားဝင်တွေးဆောင်ဆွေးနွေးတာကနည်းနည်းလေးပဲ2012ကနေ2025ခေတ် KNAAA ဒီရန်လေးလီတုံးဖွဲ့နဲ့ဆက်ကဆက်ဆွေးနွေးတဲ့အချိန်ဘုံကရှင်းကျင်ရှိတယ်။သူတို့ကဘလောက်ပဲဆွေးနွေးဆွေးနွေး NCA ခေတ်ကလေးက NCO နဲ့စာထုတ်မထုတ်တဲ့လူတွေအယောင်ကြီးမရှိလို့ပြောရမယ်ဆိုလို့ရှိရင် AA ဒီရန်လေး KNAA ဆိုတာကမြန်မာစစ်တပ်ကနိုင်ငံရေးအရာလုံးဝဂျင်းထဲလို့မရတဲ့ဖွဲ့စည်းသုံးဖွဲ့ဒီအဖွဲ့အစည်းတွေကပဲလက်ရှိတွင်ဥတော်လန်ကြီးလို့ပြောတဲ့တော်လန်ကြီးကိုဒီအဖွဲ့အစည်းသုံးဖွဲ့ကပဲပခုံးထမ်းပြီးမတင်တာလားကျွန်တော်ဆောနာပြောတယ်လို့မြင်ဒီအဖွဲ့အစည်းသုံးဖွဲ့ကနေပဲ ဂျာနဲ2021မှာပေါ်လာတဲ့လန်လကန်အဖွဲ့အစည်းတွေကသူတို့အဖွဲ့အစည်းကိုတီဆောက်လာကြတာအဓိကပိန်မကဘယ်ကနေလာတယ်လဲဆိုတော့ GNA AATN လေးဒီသုံးသုံးဖွဲ့စီကနေလာတာဒီသုံးဖွဲ့ကသူတို့အချင်းချင်းမတည့်ကြဘူးသူတို့ဒီသုံးဖွဲ့ကခမေတကယ်ခမေတို့သုံးသပ်တယ်လို့စကားဆန်းနဲ့ဆွေးနွေးပြီးငင်းချမ်းရေးယူလိုက်ဒီတော်လိုင်းကြီးဘာမှလုပ်လို့မရဘူးအကောင်လုံးမတာပေါ်ဘူးလို့တော့မှလည်းဂျန်နေ NCA ဆောက်ရုပ်ချုပ်တဲ့ဖွဲ့စည်းတွေဘာလို့ညာတော့အဲ့ဒီကောင်တွေဘာဆောက်ဖြစ်မှရှိတဲ့ကောင်တွေမဟုတ်ဘူးအဲ့ဒီကောင်တွေက သူတို့ရဲ့ကိုကြိုးစီပွားရေးအတွက်သူတို့ရဲ့လက်အောက်ငယ်ရဲဘော်တွေရဲ့အသက်ကိုရင်းပြီးမှကိုသွေးဆုံနေရလို့လေဒီတောင်းလမ်းကြီးကိုတကယ်တိုက်နေတာကအဓိကတိုက်နေတာက KNAAA TNLA ဒီသုံးဖက်အဲ့ဒါကြောင့် TNLA ကိုခင်ဗျားတို့မူပြီးခဏ TNLA ရဲ့အကြောင်းနောက်နေ့ကျခင်ဗျားတို့ကောင်းကောင်းပြောပြမယ် TNLA ဆိုတာကမြန်မာပြည်မှာအောင်အောင်မြင်ဆုံးဖွဲ့စည်းပဲသူ့လိုအောင်မြင်နေတဲ့ဖွဲ့စည်းမရှိသေးဘူးဒီအကြောင်း TNLA ရဲ့အကြောင်းနောက်နေ့ကျခင်ဗျားတို့ရှင်းပြမယ်ဆိုတော့တပ်ဖြူရသွားရင် ဗန်းမော်ရသွားရင် GNA နဲ့ဆက်ကဆနဲ့ဆွေးနွေးမယ်ဆိုတာကနိုင်ငံရေးနားမလည်တဲ့ကောင်လေ support တွေပြောတဲ့စကား GNA တို့ TNL တို့ AA တို့ဆိုတာကမြန်မာစစ်တပ်နဲ့အကြိမ်ပေါင်းများစွာဆွေးနွေးလာတဲ့ဖွဲ့စည်းတယ်အကြိမ်ပေါင်းများစွာဆွေးနွေးဆွေးနွေးလာပြီမဲ့ဘယ်တော့မှသဘောတူညီချက်ခေါင်းခေါင်းမရတဲ့ဖွဲ့စည်းတယ်ဘာဖြစ်လဲအပြန်အလှန်မယုံကြဘူးလေမွေမွေချင်းချင်းနေတယ်လို့ပြောရမလားဘယ်လိုပြောမလဲသူတို့အဖွဲ့အစည်းအချင်းချင်းက no အခြေအနေကြပဲဆက်ကဆတွေပတ်ဆက်ဟားလိုက်တာနဲ့ဒီဘက်သုံးဖက်က ဒီကောင်နေပိုက်ထဲမှာဥပနုခွေရှိတယ်ဆိုတာဆာကောင်လုံးသိတယ်သူတို့ခဏခဏဆွေးနွေးတယ်ဘယ်တော့မှအဆင်မပြေဘူးအဲ့ဒါကြောင့်မလို့ဘန်းမော်မျိုးပဲရရမြေချနာမျိုးပဲရရဟုတ်လားကြောက်ဖြူပဲရရစစ်တွေပဲရရဒီကောင်နေကဒီသုံးဖက်ကဘယ်တော့မှဆာဆာနဲ့ငင်းချမ်းရေးယူပြီးတော့မှကိုကျိုးရှာသွားမယ်ဖွဲ့စည်းတယ်မှာပေါ့ကျွန်တော်ဗီဒီယိုဗီဒီယိုတပုတ်တော်တင်ထားသေးတယ်ဘုချိုးတွင်းမဲနာကငါတို့လည်းနဲ့ကန်တယ်ဆိုတော့ကစီးပွားရေးလုပ်ချင်လို့မဟုတ်ဘူးတဲ့အာအပြက်ပဲလေကျန်တဲ့ဘုချိုးကမော်တို့ဘုချိုးတောင်ဖုံးတော်တို့လည်းဒီလိုမျိုးပဲ အဲ့ဒါကြောင့်မလို့ဒီသုံးဖွဲ့ရဲ့အပေါ်မှာခင်ဗျားတို့မြင်နေတဲ့အမြင်တွေကမာနိုင်ငံရေးမှာနားမလည်တဲ့မူချိုကလေးတေးသေးလေးအရွယ်တက်ပါဝက်ပြီးမှကစားကွင်းမှာဆော့ရမယ့်အရွယ်ပဲရှိသေးတယ်ခင်ဗျားတို့အဲ့ဒါကြောင့်မလို့ဒီတော်လန်ကြီးကအဆုံးထိသွားလိမ့်မယ်ဒီတော်လန်ကြီးကိုတကယ်တိုက်နေတဲ့ဖွဲ့စည်းတွေကိုအားပေးကြတန်းတန်းတော့ဝမ်းဝမ်းပြီးမှထောက်ပံ့ကြသူတို့အဖွဲ့အစည်းသုံးဖက်ပူးပေါင်းရင်အလုံး ခဏခဏဆော့ပေါ်တွေခဏခဏတော့တက်ပေါင်းစုတက်ပေါင်းစုဆိုတာကြီးကတကယ်ဖြစ်လာလိမ့်မယ်အဲ့ဒါချင်းကြရင်တက်ပေါင်းစုကအခုလည်းဖြစ်နေတာပဲလေအခုစကိုင်းက PDF နဲ့ KNA တွေနဲ့ပူပေါင်းပြီးမှစိတ်တိုက်ကြတယ်တက်ပေါင်းစု DNA တို့ manually PDF တို့ပူပေါင်းနေကြတယ်ဒါလည်းတက်ပေါင်းစုပဲအေးအေးရက်လက်အောင်မှာဆိုလို့ရှိရင်အများကြီးပဲချင်းနေရှိတယ်မကွေးတွေမကွေးဖက်ကဘာမာတွေရှိတယ်စကိုင်းဖက်ကဘာမာတွေရှိရှိတယ်ရောဖက်ကဘာမာတွေရှိတယ်မြန်မာပြနောက်ပတ်ချမ်းတချမ်းတော့ အေးအေးနဲ့အတူတူပူပေါင်းနေကြတာပဲဒါတွေလည်းတက်ပေါင်းစုပဲခမည်းတော်နေခမည်းတော်ပြောနေလဲဟုတ်လားတက်ပေါင်းစုဆိုတာရုပ်ရှင်ဇာတ်ကားတည်းရလို့ဟုတ်လားမတူငီတဲ့ဖွဲ့စည်းတွေကအားလုံးစုပြီးမှယူနီဖွန်းတစ်ခုနဲ့ဝက်ခုံးဆောင်ကလည်းတယောက်တည်းဒီလိုမျိုးခမည်းတော်တက်ပေါင်းစုလို့တက်ပေါင်းစုဆိုတာတကယ်လက်တွေ့ကြကြ reality တော်လန်ရင်းမှာတက်ပေါင်းစုဆိုတာကအခုအေးအေးလို့သွားနေတဲ့ပုံစံ DNA လို့သွားနေတဲ့ပုံစံ DNA သွားနေတဲ့ပုံစံတက်ပေါင်းစုပဲတက်ပေါင်းစု sorry 2023ခရက်ကသူတို့ဆုလာကြတာပဲဒါတက်ပေါင်းစုပဲလေ တပ်ပေါင်းစုဆိုတာအဲ့ဒါကိုပြောတာဆိုတဲ့ဟာကိုဒီကကျွန်တော်ဆွေးနွေးခြင်းတယ်အဲ့မှာကြာခင်မှာကျွန်တော်ခမရတို့ရိုဟင်ဂျာတွေဘယ်လောက်ထိအန္တရာယ်ရှိတယ်လဲဆိုတဲ့ဟာကောင်းစင်နဲ့အာကျွန်တော်ပြန်ပြီးမှဆွေးနွေးပေးမယ်